်မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာန၏ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထရန့်နေနေမိကြားဖြန့်ကိုင်းကြားဖြန့်ကငွေလိမ်ကိုင်းဆိုပေမဲ့ရာဇဝတ်မှုဒုစရိုက်ပေါင်းစုံအကုန်လုံးကြတာပါအမေရိကန်သမ္မတထရန့်ကတော့ကြားဖြန့်ကိစ္စမှာတရုတ်ကွန်မြူနီအစိုးရကအ धिक လက်သေးလို့မှတ်ယူထားပါတယ်ရှီချင်းဖျင်တို့ဟာကိုဗစ်တုံးကလည်းကမ္ဘာကိုဖျက်ဆီးခဲ့ပြီးပါပြီတရုတ်ကွန်မြူနီအစိုးရဟာသူ့လုပ်ရက်တွေပေါ်ကာနီးရင်ဆိုင်ယာနေရုပ်တွေကိုနှုတ်ပိတ်လိုက်ရှိပါတယ် ကြားဖြန့်ခိုင်းမှခန္ဓာကိုယ်အစိတ်ပိုင်းတွေထုတ်ပြီးရောင်းကြပါတယ်။မူရစေလူကုန်ကူးမှုစသဖြင့်မဟုတ်တာဟုသမျှအကုန်လုံးဆောင်ကြပါတယ်။ကြားဖြန့်အထူးကတရက်ခန့်ကတော့တရုတ်ကွန်မြူနစ်အစိုးရတရုတ် CCP ပဲဖြစ်ပါတယ်။မြန်အောင်လိုက်တဲ့စောချစ်သူတို့ကတော့မြန်မာတာဝန်ခံကြားဖြန့်ကောင်းဆောင်တွေဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြားဖြန့်နှိမ်နင်းရေးအစီအစဉ်ကိုတကယ်အကောင့်ထည့်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။သမ္မတထရန့်ရဲ့နှိမ်နင်းမှုကြောင့်မြန်အောင်လိုက်ပထမဆုံးထိမှကကြားဖြန့်ကရတဲ့ငွေတွေမရတော့ပါဘူး။ရာဇဝတ်မှုတွေနဲ့လည်းတရားစွဲဖမ်းခံထိမှပါ။ ဒါကြောင့်မင်းအောင်လိုင်က KK ဘက်ကိုဖြိုခွင်းမဲ့ဘာညာကြောက်ကန်ကန်ပြောလာတာဖြစ်ပါတယ်။အချုပ်ဆိုပါရစီတရုတ် CCP သည်ကြားဖြတ်တရက်ခန့်မင်းအောင်လိုင်သည်ကြားဖြတ်နေစားလီအဆိုပါကမ္ဘာအမိုက်ထုတ်အရှုပ်ထုတ်တွေကိုလူโซထိန်တမရထရန်ကအေကန်မုတ်ချနှိမ်နှင်းလိုက်ပြီဖြစ်ပါကြောင်းဆလပင်ညောင်လေးပင်တိုက်ပွဲတွင်တေဆုံးသောဘိုးကြီးဇော်လင်းမောင်ကိုဗိုလ်မှူးရာထူးတိုးပေးပြီးမတာအတုပချခွင့်ပြု ကံကောတွင်စစ်တပ်အမှတ်နှစ်ရွှေပင်ရွာဂိတ်စခန်းကိုတိုက်ခိုက်မှုစစ်ဗိုလ်တအူတေဆုံးနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်တိုက်ပွဲတွင်တေဆုံးသွားသောကိုကြီးစော်လင်းမောင်ကိုဗိုလ်မှူးရာထူးတိုးပေးပြီးမတအတုပချောက်ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။အော်တိုဘလတ်တရက်နေ့ဘကိုးတိုင်းညောင်လေးပင်မြို့နယ်တွင် KNL ဦးဆောင်သောတော်လန်ရေးတပ်များနှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်စစ်တပ်၏စစ်ကြောင်းမှုဖိုးကြီးစော်လင်းမောင်မှကြီးထိမှန်တိုက်ဆုံသွားကြောင်းရင်းတို့တိုက်ဆုံသွားပြီးနောက်စစ်တပ်ကသက်ဆွန့်ကြိုးပမ်း ဆောင်ရွက်မှုဂုံပြူလာပေးအပ်ပြီးဘုံမှုရတူတိုးပေးခဲ့ကြောင်းကျန်ရစ်သူမိမဝင်းဝါကျော်ဦးအတွက်ခန်းစားခွင့်များကိုဘုံမှုရတူအရာရှိများဤခန်းစားခွင့်များရရှိမည်ဖြစ်ကြောင်းသိရပါသည်။အလားတူမကွေးတိုင်းကံကောမြို့နယ်ရှိအကြံဖတ်စစ်တပ်အမှတ်နှစ်ရွှေပင်ရွာခိတ်ဆက်ခန်းကိုဝင်းရောက်တိုက်ခိုက်ရာစစ်ဗိုလ်တအူးတိတ်ဆုံးခဲ့ကြောင်းရောဂါခွဲရစ်တပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ YTF မှပြန်ကြားရေးတာဝန်ခံကိုနေကသတင်းဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ15ရက်နေ့ကံကောမြို့နယ် ကျော်မြို့ကပ္ပစ23ဆက်ယုံသွားရလမ်းရှိစစ်တပ်၏အမှတ်နှစ်ရွှေပြင်ရွာ၌အထိုင်ချတပ်ဆွဲထားသောအင်အား20ခန့်ရှိသည့်စစ်တပ်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်ဗိုလ်ဆရာချမ်းဆိုတဲ့သူတေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းကပ္ပစ23ဘက်မှတံပြားကာက3စီးဖြင့်စစ်ကူတပ်များရောက်ရှိလာပြီးလက်နက်ကြီးအမြောက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင်းတော်လှန်ရေးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါသည် စစ်ခွေးတည်ခြင်းကတပွင့်ဘူဆရာချမ်းဆိုတဲ့သူတအူးတည်ဆုံးနေလို့တည်ရတယ်။စစ်ခွေးတွေဘက်ကထတ်ထိုးတည်ဆုံးတာတော့မတည်ရသေးဘူး။စစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ကျွန်တော်တို့ထပ်ပြီးတော့စုံစမ်းနေတုံးပါ။အဲ့ဒီဂိတ်ကအာနာမသိငင်ကလေးကကပါစ23ရဲ့အထိုင်ဂိတ်ပါ။ခေမာကစစ်ခွေးအင်အား20ခန့်ရှိတယ်။ကျွန်တော်တို့ရဲဘော်တွေအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုယောဂကွက်ရေးတက်စစ်တီတာရှုံဦးဆောင်ကော်မတီ YDF မှပြန်ကြားရေးတာဝန်ခံကိုနေကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကခံကောခရိုင်တရင်အမှတ်18 19ရောကကွက်ရေးတက် YDF မြေပြင်စစ်ဒေသယုံကျုံကျော်မြို့ပကဖားတို့မှာကံကောမျိုးနဲ့ပကဖားဒုစစ်ရေးတာဝန်ခံ UCB ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့သောထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်ကရွှေပင်ရွာကိုဝင်ရောက်စီးနှင်းမိရှုဖျက်ဆီးသွားပြီးပြည်သူ၆ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းအကြမ်းဖက်စစ်တပ်မိရှုဖျက်ဆီးခြင်းကြောင့်ရွှေပင်ကြီးရွာရွာလုံးကျွန်းဒီပါမိလောင်ပြကြခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာကျော်မြို့နယ်ရွှေပင်ရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့သွားတယ်။ပြည်သူ၆ဦးကိုဖမ်းဆီးသွားတယ်။ဗေကြီးရွာကပြည်သူတွေလည်းတော့မသိဘူး။စစ်ခွေးတွေဖမ်းဆီးထားတဲ့ပြည်သူ၆ဦးကို ပြန်လွတ်ပေးတယ်လို့ကြားတယ်။စစ်ခွေးစစ်ကြောင်းကတော့ကပ္ပဆ23ကိုပြန်ဆုတ်သွားတယ်လို့သိရတဲ့ဟုဒေတာကန်ပြည်သူတအုပ်ကပြောဆိုပါတယ်။ မြန်မာစစ်အုပ်စုနဲ့လက်အောက်ခံနေကြစောင့်တက်များဖြီးသူစစ်များကစိုက်ပါလိမ့်လည်မှုများမှာအကျိုးခံစား권ရရှိနေပြီး NUG အနေဖြင့်နိုင်ငံဖြတ်ကျော်ရဇဝတ်မှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်နိုင်ငံတကာနှင့်လက်တွဲညီဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာချမ်ဖတ်စစ်အုပ်စုနဲ့လက်အောက်ခံနေကြစောင့်တက်များမဟာမိတ်ဖြီးသူစစ်အဖွဲ့များက စိုက်ပါလိမ်လည်မှုများမှအကျိုးခံစားခွင့်ရရှိနေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်နိုင်ငံဖြတ်ကျော်ရသဝင်မှုများကိုနှိမ့်နှင်းအမြင့်ဖြတ်ရန်ပြည်တွင်းပြည်ပညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကတရားဝင်ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံတွင်နိုင်ငံဖြတ်ကျော်ရသဝင်မှုများကိုနှိမ့်နှင်းအမြင့်ဖြတ်ရန်နှင့်ထိခိုက်သူများကိုဖန်မိုးကူညီနိုင်ရန်တိုင်းသာတော်လှန်ရေးအဖွဲ့များ ERO ၊ဂျာဖြတ်မိတ်ဖက်အုပ်ချုပ်ရေးအဖွဲ့စည်းများ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့များအခြားသက်ဆိုင်ရာအဖွဲ့များနဲ့အတူညှိနှိုင်းဆောင်ရွက်သွားရန်ကတိကဝတ်များကိုဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံအတွင်းမှာကျူးလွန်နေသည့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာလုပ်ရက်များအပေါ်မကြသေးမီကနိုင်ငံတကာ၏အာရုံစိုက်ဒုမြင့်အရေးယူဆောင်ရွက်မှုများအတွက်မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရမှကြိုးဆိုကြောင်း NUG ကကြေညာပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2023ခုနှစ်အောက်တိုဘာလ18ရက်နေ့ထုံးလူကုန်ကူးမှုဖြားယောင်းလိမ်လည်မှုနှင့်နိုင်ငံဖြတ်ကျော်မှု ၊မူကင်းဆိုင်ရာကျညာချန်နေအမျိုးသားညီညွတ်ရေးအစိုးရ KNPB ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNU ၊ကရင်အမျိုးသားအစည်းအရုံး CNF ၊ချင်းအမျိုးသားတပ်ဦး APSDF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး၊မွန်ပြည်သက်ပါတီ NNSP ၊ WLP ၊ဝူမောလက်ပါမအီ2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မြန်မာနိုင်ငံတွင်စိုက်ဘာရာဇဝတ်မှုများကြီးထွားလာနေသောအကြမ်းတမ်းနှင့်ပတ်သက်၍ပူးတွဲကြေညာချက်များထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။ အရှိတောင်အရှာတွင်အကြီးကအဖြစ်လှုပ်ရှားနေသောစိုက်ပါလိလဲကိုင်းများသည့်ကမ္ဘာတဝန်းရှိအပြစ်မဲ့သူများထက်မှတနည်းလျင်ဒေါ်လာ65ဘီလီယံခန့်လိမ့်လဲလှည့်ပြားနေပြီးမြန်မာပြည်သူပေါင်းတသိန်း2000မှအွန်လိုင်းလိမ်လည်မှုများလှုပ်ဆောင်ရန်ပြည်အားပေးထိန်းသိမ်းခံနေရကြောင်းမြန်မာကျန်းဖတ်စေအုပ်စုနှင့်၎င်း၏ကုတ်ခဲမှုအောက်ရှိနေကြာဆောင်တံများမဟာမိတ်ပြည်သူ့စစ်အဖွဲ့များနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ခိုင်းများသည့်အထက်ပါလိမ်လည်မှုစင်တာများ၏အကျိုးခံစားခွင့်ကိုရရှိနေသူများဖြစ်ကြောင်းထို့အကျိုးအမြတ်ငွေများဖြင့်အခြားရာဇဝတ်မှုများနှင့် မြန်မာပြည်သူများအပေါ်ကျူးလွန်သည့်ရက်ဆက်ကြမ်းကြုတ်မှုများကိုမိလောင်ရလေပင့်ဖြစ်စေကြောင်းလိမ့်လည်မှုနှင့်လူကုန်ကူးမှုနှစ်ခုစလုံးဤသားကောင်များတွင်မရေမတွက်နိုင်သောမြန်မာနိုင်ငံသားများနှင့်ကမ္ဘာတဝန်မှလူများစွာပါဝင်ကြောင်း NUG ကဆိုပါတယ်။ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့ဤမြန်မာပြည်တွင်နှင့်ပြည်ပမှလိမ့်လည်ခိုင်းကောင်းဆောင်များကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်ခြင်းများအမေရိကန်နိုင်ငံမှ United States Scan Center Strike Force ဖွဲ့စည်းခြင်းရာဇဝတ်အဖွဲ့အစည်းများအားစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူခြင်းနှင့် ပိုင်ဆိုင်မှုများကိုသိသိရန်အတွက်ဘန္ဒာရေးဌာနဤကြေညာခဲ့သောလုံဆောင်ခြင်းများအပါအဝင်အိန္ဒိချင်းနိုင်ငံများဒေတာရင်းနိုင်ငံများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအလုံးဤဂျိုးပန်းလုံဆောင်မှုများကိုကျေးဇူးတင်အသိအမှတ်ပြုကြောင်း NUG ကထုတ်ပြန်ကြေညာပါတယ်။ရာဇဝတ်ကိုင်းများ၏အမြင့်ဆုံးခေါင်းဆောင်အဆင့်ရှိသူများကိုပြစ်မှတ်ထားတိုက်ခိုက်ရန်ရာဇဝတ်မှုများရပ်တန့်ရန်လိန်လေခံရသူများ၏ ငွေကြေးပြန်လည်ရရှိနိုင်ရန်နှင့်လူကုန်ကူးခံရသူများကို၎င်းတို့၏လူအခွင့်အရေးအလေးထားပြီးနေရက်သို့ပြန်လည်ပို့ဆောင်နိုင်ရန်နိုင်ငံတကာမှတိုးမြှင့်ကြိုးပမ်းမှုများလိုအပ်ကြောင်းဤလှုပ်ဆောင်ချက်များကမြန်မာနိုင်ငံငြိမ်းချမ်းသော Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရန်နှင့်ဒေသတစ်ခုလုံးအတွက်လိုအပ်သောတည်ငြိမ်အေးချမ်းရန်အခြေအနေကောင်းများကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း NUG ကပြောပါသည်အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံဖြတ်ကျော်ရစဝတ်မှုဆိုင်ရာအလို့အဖွဲ့နှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့ကကုညီပံ့ပိုးသည့်အပိုင်းတွင်ပါဝင်လျက်ရှိကြောင်း စိန်ခေါ်မှုများကိုခိုင်တွဲဖြည့်ရှင်းရာတွင်ဆီအာနာရှင်များ၏ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းများကိုနှိမ်နင်းနေကြသောနိုင်ငံတကာနှင့်ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့များနှင့်မိမိတို့ပူးပေါင်းဆောင်ရွက်မှုကိုကြိုဆိုကြောင်းမြန်မာစစ်တပ်ရာဇဝတ်မှုများမှရရှိနေသည့်တရားမဝင်ငွေကြေးစီးဆင်းမှုများကိုဖျက်ထောက်ကောင်းထုံဝင်များကိုအသုံးပြုပြီးကျူးလွန်ထားသောရာဇဝတ်မှုများအစုံတက်နိုင်ရေးနှင့်လိမ့်လေခံထားရသူများတရားမျှတမှုရရှိစေရန်နိုင်ငံတကာအတိုင်းအဝိုင်းနှင့်အစဉ်တစိုက်လက်တွဲဆောင်ရွက်ရန် NUG ကကတိပြုပါသည်